ဘဂိုရိုင်းဒေသကြီးရဲ့နောက်ပိုင်းပေါကောင်းမြို့နယ်မှာရှိတဲ့ပေါ်လန်ကြီးစင်စခန်းတို့ကဘာလိုက်ခီးသွားတွေဒါလာရောက်လေးရှိပြီးတော့ပြည်ရင်းခီးသားတွေကတော့လာရောက်လည်ပတ်ခြင်းမရှိဘူးလို့သိရပါဗျ။အဲ့ဒီစင်စခန်းဟာပေါကောင်းမြို့နယ်အတွင်းမှာရှိတဲ့ဘဂိုရုံးမတော်တွင်ရခိုင်တက်ထုတ်လို့ရေးစခန်းတစ်ခုဖြစ်ပြီးတော့ပြည်မျိုးကနေမိုင်90ခန်းကွာဝေးပြီးတော့လက်ရှိအချိန်မှာစင်အိုယုံအဖြစ်ရှိနေကောင်တောက်စင်းတောက်တလန်နဲ့အကွေအကောက်တွေကြောင့်လူတည်နေပါတဲ့အတွက်လိလာရေးခီးသွားတွေနဲ့လာရောက်အပန်းဖြစ်သူမရှိတဲ့လောက်နေပါတာလို့သိရပါဗျ။စင်တွေကိုသဘာဝအတိုင်းထိမ့်သိမ်းဆောက်ရှောက်ထား ကြောင်းစစ်စခန်းကိုဧည့်သည်လာအောင်တီးခြားစီစဉ်ဆောင်ရွက်ထားတာတော့မရှိကြောင်းနဲ့စင်ဝင်တန်းနဲ့စင်တွင်နေထိုင်မှုကိုလေ့လာခြင်းနဲ့လို့ကြော်ကြားချက်ရမှာဆောင်ရွက်ပေးပါတယ်လို့ပေါ်လန်ကြီးတစ်ထုတ်လို့ရေးစခန်းလက်ထောက်မန်နေဂျာဦးစိုလင်အောင်ကပြောကြားပါတယ်။ ပေါ်လန်ကြီးစစ်စခန်းမှာစင်အိုစင်နာများထိန်းသိမ်းရေးဖြစ်ထားရှိကအဲဒီစင်တွေကိုထိန်းသိမ်းရတဲ့စင်ဝန်ထမ်းမိသားစုတွေရဲ့တဘာဝအတိုင်းလှုံ့ရှားသွားလာနေထိုင်မှုစင်တွေတဘာဝအတိုင်းနေထိုင်ကြဆားပုံတွေနဲ့တည်ထန့်တရှိနေခြင်းဖြစ်ပြီးအပန်းဖြေစခန်းတစ်ခုအပြင်တိစောက်ထားခြင်းမဟုတ်ကြောင်းဌာနဖြင့်တည်ထန့်ဆက်သွယ်လာတဲ့ခီးသွွားကုမ္ပဏီများကိုသာဝန်ဆောင်မှုပေးနေပြီးခီးသွွားများလာရောက်မှုမရှိသလောက်နေပါကြောင်းသိရှိရပါတယ်။ပေါ်လန်ကြီးစစ်စခန်းဟာအားနည်းချက်တွေအဖြစ်ခီးလန်းကွာဝေးခြင်းလျှက်စမီမီယာရှိခြင်းစစ်စခန်းမှာအဓိကလိုအပ်ချက်ဖြစ်တဲ့ရေးစမ်းကြောင်းမြ များဟာလူရည်ဒီမှာခန်းချောင်းနေရတဲ့အတွက်စင်နေအတွက်လည်းအခက်အခဲရှိရလို့သိရပါဗျ။စကမ်းမှာအသက်35နှစ်ကနေ60အတွင်းရှိတဲ့စင်ဒီတကောင်၊စင်မ၁၁ကောင်ရှိပြီးတော့စင်ဝင်နဲ့26ဦးနဲ့သူတို့ရဲ့မိသားစုတွေအခြားဆက်ဆက်အိမ်နောက်စု71အိမ်ရှိကြောင်း1992ခုနှစ်မှာတစ်ထုပ်စင်ဝါရဲ့အဖြစ်စတင်ခဲ့ပြီးတစ်ထုပ်လို့ရေးများရန်နာသွားခြင်းကြောင့်စင်ဦးစင်သားစကမ်းအဖြစ်ဆက်လက်ထားရှိခြင်းဖြစ်တယ်လို့လည်းသိရပါဗျ။